စ်ပေါင်းကြာစွာကွဲသွားပြီမယ်လေသားသမီးရင်နဲ့ပတ်သက်တဲ့အခါကျတော့အများရန်ပေါ့သားသမီးရဲ့ပညာရေးကျန်းမာရေးရှိနေတဲ့အခါကျတော့မောင်မတွေလိုပဲခေါ်ပြောနေရတာပေါ့နော်ခေါ်ပြောဆက်ဆံနေရတယ်အဲ့တော့နောက်ပြတော့လဲမရင်ထဲမှာလဲဘာမှမရှိတော့ပါဘူးကိုပါလေနောက်သူလဲကိုနဲ့တော့အချောင်းမျိုးချောင်းဟောင်ဖြစ်ပြီမယ်အဲ့လိုမျိုးဖခင်ကောင်းတယောက်ပဲဆိုတော့ဟုတ်တယ်သူတမီးတော့လဲတော်တော်စိတ်ပူပါတယ် ်တထင်ကလည်းတော်တော်လေးတက်တာလာပါပြီတခြားကင်ဆာတွေလိုမျိုးမဟုတ်ဘူးလေသူကင်ဆာအဲ့လိုမျိုးမြ мян ဆော့ဆော့တိပြီးဟိုဖြစ်လိုက်တော့ခါကြတော့ပျောက်ွယ်တဲ့ကင်ဆာမျိုးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးပေါ့ဂယူးဆိုင်ရတာတခုပဲပေါ့ကျန်မာရေးဟိုဟာလေးဖြစ်လိုက်တရားလေးဖြစ်လိုက်အဲ့လိုမျိုးပေါ့ဆိုတော့စကားလေးကအရန်ကိုပေါ့နော်အိဗယ်ရှိရဲ့နည်းနည်းတယ်တကယ်ပဲကိုနဲ့မတန်မရအောင် မှန်တဲ့အခါမှာလည်းအဲ့လိုမျိုးပေါ့နော်ပြုတ်ကျတတ်တယ်ပေါ့နော်အဲ့စကားအတိုင်းမှာပဲဟုတ်တယ်မတန်မရဘူးမှန်တဲ့အခါမတန်မရဘူးလုတ်တဲ့အခါမှာပေါ့နော်အချိန်မတန်သင်မဲနဲ့မတန်မရဘူးဇွတ်ကြီးပေါ့သိရမလားအေးငါအားကျိုးမတန်နဲ့အဲ့လိုမျိုးပေါ့နော်လုတ်တဲ့အခါမှာအာဖြစ်လေဖြစ်တာရှိတယ်ပေါ့နော်တဘာဝတရားအကြောင်းလေးကိုပေါ့နော်ရိုက်ကူးထားတာပဲဖြစ်ပါအာဒီကားကတော့ဒါပေါ့နော်ပရိုဂျူဆာကလည်းမော်ရုပ်ရှင်ထုတ်လို့ရတယ် ေါ့နော်အကူညီတောင်းတယ်နောက်မောင်လေးမင်းဆက်တဲ့ကလည်းအဲ့လိုမျိုးပေါ့မစုံနာလဲကြာပြီပေါ့နော်ဆိုတော့အဲ့ဒါနဲ့မားရတယ်အဲ့ဒါလေဒီကားလေးမားရတယ်အဲ့ဒါဟဲ့လို့နင်ငါ့ကိုဘယ်တော့အကျွေးဆက်မှာအကျွေးဆက်တယ်ဆိုတော့ဟိုကပြောတာသိရမလားရုပ်ရိုက်ရိုက်ဖို့ရိုက်ဖို့တကယ်ကိုနေရာကောင်းလေးပေါ့သူ့ကိုပြောတာဆိုတော့ဆက်ပါမယ်အခုဒီဒီကားလေးရဲ့မှာလဲပေါ့နော်သူ့ character လေးနဲ့သူပေါ့နော်ကောင်းပါတယ်ရိုက်ပေးပါပေါ့နော်ဆိုတာနဲ့အဲ့ဒါနဲ့ရိုက်ဖြစ်တာပါရှင်ဟုတ်ဒီဇက်လေးကြတော့ဆင်းနေတယ်များတယ်မဟုတ်ဘူးပေါ့နော် အနောက်ပါဝင်ရတဲ့သူတွေကလည်းမတော့မစုံနာကြဘူးဖြစ်တယ်မောင်လေးနေတူညီမလေးဖွေဖွေအဲအဲ့လိုမျိုးပေါ့နော်နောက်ဆိုရင်ဝင်းတပြေထွန်းအဲအဲ့လိုမျိုးပေါ့ဆိုတော့ဒါဝင်းတပြေထွန်းကိုလည်းဒါဟိုဟာပေါ့စပြီးတော့စင်တင်နဲ့မိတ်ဆက်ပြီးတဲ့ကားလေးလည်းဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့အတွက်အမအနေနဲ့ဒါကတော့အားလုံးလူမှုရေးရပေါ့နော်ဟုတ်ဝိုင်းပြီးကူညီတာပါရှင့်ဟုတ်အာအင်ဒေါ်ဒိန်းပေါ့အင်ဒေါ်ဒိန်း ဟုတ်တယ်တကားမလို့ဘူးတကားမှမလို့ဘူးဒါမဲ့ကြီးလိုက်လေဘလို့အင်တော်ဒင်းလဲဆိုတော့အဲ character တမျိုးပေါ့နော်အသက်ဆန်းပေါ့ပြိသက်တွေအနေနဲ့လည်းအဲ့လိုမျိုးပေါ့အင်တော်ဒင်းအိအိမ်ပေါ်ခေါင်းဆောင်ကြီးပေါ့လေဆိုတော့အဲအဲ့ဒီ character အသက် clean နဲ့မြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင်အာတမီးကြောင့်ပဲစိတ်ဆုံးဖြတ်လိုက်တာတော့မဟုတ်ပါဘူးတတကလည်းအမှုပညာအလုပ်ကိုလုပ်နေပြီဆိုတော့အမကတကယ်လို့ ကာရိုက်တင်နေသွားလဲသူအမကသူ့နောက်ကိုလိုက်ပြီးတော့ကူညီတယ်ပံ့ပိုးတယ်ဒါပေမဲ့တသတာတော်တော်လေးလှုပ်လို့ရနေပါပြီအခုဆိုရင်လည်းနေသွားတာဒါပေမဲ့အမေမလိုက်ခင်စိတ်ဆိုးနေမှာဆိုလို့ကိုကခဏလိုက်သွားပေးလိုက်တာပေါ့နော်အဲ့ဒါခါကျတော့သူတော်တော်လေးသူ့အာနဲ့သူ ပေါ့နော်ဟော struggle လုပ်နိုင်နေပြီပေါ့အဲအဲ့အဲ့အတွက်မလိုက်ရင်လည်းဖြစ်တယ်ပေါ့ဒါပေမဲ့လည်းအမေတယောက်နေနေဆိုတော့လည်းလုံလုံကြီးကိုသားသမီးကိုစိတ်မချတဲ့အတွက်တော့နောက်ကနေတော့လိုက်ပြီးပံပိုးရတာပေါ့နော်ပါလေးလှုပ်ပေးတရားလေးလှုပ်ပေးပေါ့အဲ့လိုမျိုးပေါ့ဆိုတော့အဲနောက်သမီးလေးကလည်းဒီလိုမျိုးချမ်းမရေးတိတ်မကောင်းလိုက်တဲ့အခါကျသမီးနားမှာလည်းအချိန်ပေးချင်တာလည်းဖြစ်တယ်။နောက်ပြီးတော့အဲ့လိုမျိုးအမကဇက်တွေကိုရွေးလိုက်တဲ့အတွက်အဲ့လိုမျိုးပေါ့ဟိုဘယ်လိုပြောရမလဲအမကိုအခန်းထဲထဲကားနေဆိုတော့မှလာမငါတော့ အဲအဲ့လိုမျိုးပေါ့နော်အမကပြောထားတာပေါ့ခန်းနဲ့မရိုက်ဘူးဟိုကိုတွယ်နေရမရရင်မရိုက်ဘူးဆိုပြီးတော့ပြောထားတဲ့အတွက်လည်းအဲ့လိုမျိုးပေါ့နော်ဟောလာငှားတဲ့လူတွေကလည်းခန်းနေတဲ့ခါကျရင်ကိုယ်လာမခေါ်တော့ဘူးပေါ့အဲ့ဒီအတွက်လည်းအမဒီလိုမျိုးပေါ့ဟိုကပြက်တာနောက်ပြီးတော့အမရိုက်ထားတဲ့ကားတွေဆိုမထွက်သေးတာညားတယ်စီးရီးတွေကအများကြီးပဲရုပ်ရှင်ကားကြီးတွေလည်းအဲ့လိုပဲပေါ့နော်အများကြီးရှိရပေါ့နော်ယုံတင်ရသေးတယ်အဲ့တော့ဟိုဘယ်လိုပြောရမလဲကိုကတော့ဟိုလိုမျိုးကြီးနားလုံးလုံးကြီးနားလိုက်တာတော့မဟုတ်ဘူး ငရန်းတော့ရှိုက်နေရတယ်ဒါပေမဲ့အမကရှိုက်တဲ့ရိုက်ကူးရေးဟာတွေကိုလည်းတချို့ producer တွေကသူတို့ကားမထွက်သေးဘဲနဲ့တင်တာမကြိုက်ဘူးဆိုတော့အဲ့အဲ့မတင်ဖြစ်တာလည်းပါတာပေါ့အဲအမကတော့အသားနဲ့သမီးကိုလှလခွန်ပေးထားပါတယ်အော်ဘယ်လိုပြောရမလဲဒီအမှုပညာနဲ့ပတ်သက်ရင်ကတော့တော်တော် သူဇက်တွေပါတယ်တိတ်ပြီးတော့ရွေးချယ်တတ်သေးဘူးဆိုတော့အဲကိုရီပဲဟွာဖြစ်ရတာပေါ့နော် ရွေးချယ်ရတာပေါ့ဒါပေမဲ့တော့အဲ့တော့သူရိုက်ချင်တဲ့ဇလန်းလေးတွေဆိုရင်မအပြန်ပြောပြရတာပေါ့ပြောပြရင်သူရိုက်ချင်တယ်ဆိုလည်းရိုက်ရိုက်ပေါ့ရိုက်ချင်ဘူးဆိုလည်းမရိုက်နဲ့ပေါ့နော်အဲ့ဒါလည်းသူ့ရဲ့ choice ပေါ်မှာပဲမူတည်တယ်ပေါ့ဘာလို့လဲဆိုတော့သူတရုတ်ဆောင်အောင်ပါလေကိုတရုတ်ဆောင်အောင်မဟုတ်ဘူးအဲ့လိုပြောဟုတ်ဟုတ်ဒီလိုတော့ဘယ်လိုတော့မရမီးဘူးတော့အမီးခုပြနေတာဆက်ပြီးရတယ်မအဲ့ဒါကိုခုလည်းအစားတွေကခွင့်ပြုပါတယ်အမတို့ကအစားတွေကဒါတယောက်နဲ့တယောက် ိုပေါ့ကြာပြီလေနှစ်ပေါင်းနေကြာပြီအာနှစ်ပေါင်းကြာဆိုတာကွဲသွားပြီမယ်လေသားသမီးရင်နဲ့ပတ်သက်တဲ့အခါကျတော့အများရန်ပေါ့သားသမီးရင်ရဲ့ပညာရေးကျန်းမာရေးရှင့်နေအခါကျတော့မောင်မတွေလိုပဲခေါ်ပြောနေရတာပေါ့နော်ခေါ်ပြောဆက်ဆံနေရတယ်အဲ့တော့နောက်ပြီးတော့လည်းမရင်ထဲမှာလည်းဘာမှမရှိတော့ပါဘူးကိုပါလေနောက်သူလည်းကိုနဲ့တာအချောင်းမျိုးချောင်းဟောင်းဖြစ်ပြီမဲ့အဲ့လိုမျိုးဖခင်ကောင်းတယောက်ပဲဆိုတော့ ဟုတ်တယ်သူတမိတော်လည်းတော်တော်စိတ်ပူပါတယ်ဟုတ်တယ်တင်းတင်းလေးရောဒါကတော့ storm နော်ဟုတ်တယ်တင်းတင်းကလည်းတော်တော်လေးတက်တာလာပါပြီအဲဘယ်လိုပြောရမလဲဟိုလိုမျိုးတခြားကင်ဆာတွေလိုမျိုးမဟုတ်ဘူးလေသူကင်ဆာအဲ့လိုမျိုးမြ мян စောစောတိပြီးဟွာဖြစ်လိုက်တော့ခါကြတော့ပျောက်လွယ်တဲ့ကင်ဆာမျိုးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးပေါ့ဂယူးဆိုင်ရတာတခုပဲပေါ့ကျန်မာကြီးဟွာလေးဖြစ်လိုက်တရားလေးဖြစ်လိုက်အဲ့လိုမျိုးပေါ့ ောင်းလေးနေတူမြန်မာလေးဖူပွေးနောက်မြန်မာလေးဝန်တပြေထွန်းတို့နဲ့အတူတူ ပုံဖော်မှာဖြစ်တဲ့အတွက်ဒီကားကြီးယုံတင်တဲ့ခါကျရင်လည်းလာရောက်အားပေးကြဖို့ဖိတ်ခေါ်ပါရရှင်။အားကျေးဇူးတင်ပါတယ်ရှင်။